အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Cartoon ပုံမြင် Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ရွာမဖွင့်ထားတဲ့မုံဆိုင်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါငါးနှစ်အရွယ်တော်ဒီကားဆိုတဲ့ main ကလေးတယောက်ကတော့ဘူရာရုံမှာအောင်းငုံနေခဲ့ပါတယ်ခရီးသွားတွေအကုန်လုံးကဆက်လက်ထွက်ခွာသွားနေကြပြီသူမကိုပဲသူမကယူမဆိုင်ခဲ့ကြပါဘူးလူတွေအကုန်လုံးကတော့တောင်းစားတဲ့သူရဲ့ခလေးလေးလို့သူမကိုထမှန်နေခဲ့ကြပါတယ် မမဲစီသွားချင်တယ်မမဲစီကိုသွားချင်တယ်မမဲစီကိုလိုက်ဖို့ပေးမမဲရဲ့သမီးပိုက်စားတယ်မမဲရဲ့သမီးပိုက်စားတယ်အမှန်တကယ်မှာတော့လွန်ခဲ့တဲ့နာရီအနည်းငယ်အတွင်းကဒီနေရာမှာအစီရန်တစ်ခုဖြစ်ပွားခဲ့ပြီးခရီးသည်ပေါင်းများစွာကွဲလွန်သွားခဲ့ကြပါရဲ့အဲ့ဒီကွဲလွန်တည်ဆောင်းသွားကြတဲ့နေရာမှာရာတီကားရဲ့မိဘတွေလည်းအပါအဝင်ပါပဲအခုရာတီကားနာမှာပဲသူမှမရှိရတဲ့အတွက်သူမကလည်းရှောက်သွားနေခဲ့ပါရဲ့ နောက်တော့ရထားဘူရာမှာတောင်းစားနေတဲ့သူအုပ်ချတဲ့သူလဲရောက်ရှိသွားခဲ့ပြီးအဲဒီကကလေးလေးတွေနဲ့သူမဆော့ကစားနေခဲ့ပါတယ်။အချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာအသက်16နှစ်အရွယ်ရော်နီဆိုတဲ့ကောင်လေးတယောက်ရောက်ရှိလာပါတယ်။သူကိုယ်တိုင်ကလည်းတောင်းစားတဲ့ကောင်လေးတယောက်ပါပဲ။ကဲဒီကလေးလေးကအစ်စ်ပဲနေပမာနေရလေ။မမဲစီကိုသွားခြင်းနဲ့မမဲစီကိုလိုက်ဖို့ပဲ။အေးပါအေးပါနေအမဲစီကိုသွားခြင်းနဲ့ဆိုရင်တော့ခေါ်သွားပေးမယ်။ဒါနဲ့နေအမေကဘယ်မှာနေရလဲ။သူဘယ်မှာလဲ။သူတို့တွေကတမီးရဲ့အဖေနဲ့အမေကိုမီးရှို့လိုက်ကြပြီ။ မေမေနဲ့ဖဖေစီကိုတွားကျင်နဲ့လိုက်ပို့ပေးပါ။အင်းကြည့်ရတာအခုနအက်ဆီဒန်တစ်ခုဖြစ်သွားတဲ့တဲကကလေးများဒီဘက်ကိုရောက်လာတာလားမသိပါဘူး။သူ့ရဲ့မိဘတွေကွယ်လွန်သွားကြပြီနဲ့တွေ့ပါတယ်။တနားစရာကောင်းတဲ့ကလေးလေးတယောက်ပဲကြံခဲ့ရတယ်။သူ့ရဲ့မိဘတွေကတော့မရှိရှာတော့ဘူး။ကဲရပါတယ်။တမီးလေးရဲ့ကိစ္စမရှိဘူး။ဘာမှလည်းအရန်ကြီးကြောက်လက်မနေပါနဲ့ဟုတ်ပြီလား။ငါနဲ့ရဲ့မိဘတွေစီရောက်အောင်လို့နင်းကိုလိုက်ပို့ပေးမယ်နော်။လာလာလာငါနဲ့အတူတူလိုက်ခဲ့လေ။ဒီလိုနဲ့ပဲငါနဲ့အရွယ်ကလေးလေးရာဒီကားကလည်းတောင်းစားတဲ့အဖွဲနဲ့ပဲအတူတူနေထိုင်ခဲ့ပါတော့တယ်။ အရိကခေါင်းဆောင်ကတော့သူမကိုလည်းတောင်းစားခိုင်းခဲ့ပါရီရာဒီကာတဖြည်းဖြည်းနဲ့ကြီးလာခဲ့တဲ့အခါမှာတော့သူမအစိုးရအကြောင်းတချောင်းရဲ့အနောက်ကနေတွားပြီးစကြိုးစားတင်ယူခဲ့ပါရီဒီလိုနဲ့ပဲသူမစာကိုကြိုးစားတင်ယူနေရင်းနဲ့အခုဆိုရင်တော့အရွယ်ရောက်ရှိလာခဲ့ပါပြီငါမွေဖွားလာတဲ့အချိန်ကလေးကတောင်းစားနေရမဟုတ်တော့ဘူးလို့ငါထင်တယ်ငါကအိမ်ကောင်းကောင်းတအိမ်မှာမွေဖွားလာခဲ့တဲ့ကောင်းမွန်တဲ့မိန်းကလေးတယောက်ပဲဖြစ်ရမယ်ငါဘလို့မစိုးတောင်းစားနေတဲ့အလုပ်ကိုရက်တမ်းမှဖြစ်မယ်ဒီအလုပ်ကတအားကိုရှက်ဖို့ကောင်းတယ် ဒါပေမဲ့ဒီလောကကြီးမှာငါရဲ့ဆွေမျိုးအတိုင်းဝိုင်းဆိုတာကဘယ်သူမှရှိကြတာလည်းမဟုတ်ဘူးလေ။ဒီအလောက်ကလွယ်ပြီးငါဘာအလောက်တွေကိုများဆက်ပြီးတွားလို့လို့ရမှာလေ။ရာဒီကလည်းအခုအချိန်ထိမီပွိုင်လာရပ်ပြီးတောင်းစားနေတုံးပါပဲ။ဒီအချိန်မှာပဲဘာကရောင်းနေတဲ့သူတယောက်ကိုသူမတွေ့ရှိသွားခဲ့ပါရဲ့။ဒီနောက်ရာဒီကကလည်းတခုခုစဉ်းစားမိသွားခဲ့ပါတော့လေ။ငါကြည့်နေတာတော်လေးကိုကြားနေပြီ။ဒီဆိုင်တွေကတော်တော်လေးရောင်းရတာပဲ။လူဒန်းစားမရွေးကလည်းဒီလိုဆိုင်တွေမှာလာပြီးတော့စားတော့ကြတယ် ငါဒါရီအားလုံးကိုလောက်တတ်တာပဲဖရာသခင်ရဲ့အလိုတော်နဲ့အခုဆိုရင်တော့ငါပညာကိုလည်းနည်းနည်းပပတော့တတ်တယ်အဲဒါကြောင့်ငါကိုယ်တိုင်လည်းစာလေးတစ်စာအမြန်ဆုံးဖွင့်လိုက်ရင်ကောင်းမယ်နဲ့တူတယ်ဒီအချိန်မှာသူ့စီကိုရော်နီရောက်လာခဲ့ပါတော့တယ်ရာဒီကနင်းဒီမှာဘာဖြစ်လို့ရက်နေရတာလဲဒီနေ့ပတ်စံဘယ်လောက်ရလဲဒါနဲ့အကိုကျွန်မဆုံးဖြတ်ထားတာတခုရှိတယ်ဒီနေ့ကစပြီးရောကျွန်မမတောင်းစတော့ဘူးနင်းရလည်းတိုးတိုးတက်ပြောစမ်းပါဒီအကြောင်းတွေကိုငါတို့ခေါင်းဆောင်တာသိသွားရင်တော့နေ့ရက်ခြေထောက်တွေလိုက်တွေကိုဖြတ်ပြီးတော့တောင်းစားခိုင်းလိုက်မယ် နင်လည်းသိတယ်မလားသူတို့အားလုံးကငါတို့ကိုအတုံးချနေကြတာလေအကိုအကိုကိုညီမကလေငငယ်လေးကလေးကကိုယ့်ရဲ့အကိုအရင်တယောက်လိုမျိုးပဲတတ်မှတ်ထားခဲ့တာကျမကငငယ်လေးကလေးကတောင်းစားခဲ့တဲ့သူတယောက်မဟုတ်ဘူးလို့ထင်တယ်ကျမလည်းအိမ်ကောင်းကောင်းတယောက်ကသူပဲဖြစ်မှာပါကျမတခြားအလုပ်တစ်ခုကိုပဲတွားလို့ကြောက်မယ်မတောင်းစားချင်တော့ဘူးဟုတ်တယ်နင်ပြောတာမှန်တယ်နင်ကအိမ်ကြီးအိမ်ကောင်းကောင်းမွေးလာတဲ့ခလေးတယောက်ပဲဖြစ်ရမယ်နင်အသက်9နှစ်အရွယ်တုန်းကနင့်ကိုငါပူရယုံမှာတွေ့ခဲ့တာ အဲ့ဒီတောင်ကာကနေရဲ့မိဘတွေကလည်းရှင်တိုင်းမို့ဖြစ်ပြီးတော့ကွဲလွန်သွားကြတာလေငါကိုရိုင်းလေးကိုဒီနေရာကိုခေါ်လာခဲ့တာပဲညီမရဲ့နင်ကတောင်မစားချင်တော့ဘူးဆိုရင်တော့ဒီကနေအမြန်ဆုံးထွက်ပြေးမှဖြစ်မယ်ဒီလူတွေကတော့နင်ထွက်ပြေးမယ်ဆိုတဲ့အကြံစီကိုတည်သွားမယ်ဆိုရင်တော့နင်ရဲ့ခြေထောက်တွေလက်တွေကိုဖျက်ဆီးပြစ်ကြလိမ့်မယ်ဟုတ်ပြီကိုဒါဆိုရင်တော့ညီမဒီကနေအရှမ်းကိုဝေးတဲ့တနေရာကိုထွက်သွားလိုက်တော့မယ်အဲ့ဒီမှာပဲစီးပွားရေးတခုခုလုံးနိုင်အောင်လို့စူးစမ်းပြီးတော့စီစဉ်ကြည့်မယ်ညီမလေးပတ်သက်တွေလည်းစုထားသေးတယ်တိလား ဟုတ်လားဒါအရင်ကကောင်းတဲ့ကိစ္စပဲနေပတ်စံဆူထားတယ်ဆိုတော့ရော့ဒီမှာနောက်ထပ်ပတ်စံနဲ့ငါထပ်ပေးလိုက်မယ်ရှူသွားဒါပေမဲ့နေပဲရွာကိုသွားနေရလဲဆိုတော့ကိုတော့ငါ့ကိုပြောပြတော့ငါအနေနဲ့တွေ့ဖို့အတွက်ခဏခဏလာခဲ့ပါမယ်အခုလောလောဆယ်တော့နေဒီကနေအမြန်ဆုံးထွက်သွားလိုက်တော့ကျမဒီကနေ100ကီလိုမီတာလောက်ကွာဝေးတဲ့ရွာတရွာကိုသွားမယ်အဲ့ဒီရွာအကြောင်းလေးကိုတော့ကျမရှောက်ဖွေပြီးတော့ဖတ်ထားသေးတယ်အကိုရဲ့အဲ့ဒီရွာလေးမှာစီးပွားရေးလုပ်ငန်းတစ်ခုခုသွားလုပ်ရင်တော့အဆင်ပြေလိမ့်မယ်ကျမမုတ်ဆိုင်လေးတစ်ဆိုင်တပ်ဖွင့်ဖို့အတွက်စဉ်းစားထားတယ် ေးအေးအေးကောင်းပြီကောင်းပြီဒါဆိုရင်တော့နေအခုပဲဒီကနေအမြန်ဆုံးထွက်ခွာသွားလိုက်တော့တဲရောက်ကတာဒီအကြောင်းလေးကိုကြားသိသွားမယ်ဆိုရင်တော့နေဒီကနေဘယ်တော့မှလွမြောက်နိုင်မှာမဟုတ်တော့ဘူးဒီလိုနဲ့ရာသီကားကချက်ချင်းပဲရထားစီးပြီးနောက်မှာတော့ရွာလေးတရွာကိုရောက်လာခဲ့ပါတော့တယ်ရာသီကဒီရွာကိုရောက်ရှိလာခဲ့ပြီးတယောက်ထဲဖြစ်သွားခဲ့ပါပြီဒါပေမဲ့တမကစိတ်တက်ခိုင်မာသူတူပဲဖြစ်ပါတယ်ငါဒီရွာကိုရောက်လာခဲ့ပြီးဆိုပေမဲ့မုတ်ဆိုင်ကိုငါဘယ်လိုဖွင့်ရမလဲဘမဖွင့်ရမလဲဘလို့မစိုးဒီရွာမှာရွာတကြီးတွေဘာတွေတဲရောက်ကတော့ရှိမှာပဲ ငါတို့စီသွားပြီးတော့ခွင့်ပြုချက်ယူရလိမ့်မယ်ဒီနောက်ရာဒီကာကရွာတကြီးပမာရှိလဲဆိုတာကိုလိုက်မေးလိုက်ပါတယ်ဒီနောက်မှာတော့ရွာတကြီးရဲ့အိမ်ကိုသွားလိုက်ပါတယ်ရွာတကြီးကျမကတော့မိဘမဲ့တယောက်ပါအရင်တုန်းကတော့ဒီကနေ100ကီလိုမီတာလောက်ကွာဝေးတဲ့မိဘမဲ့ခေဟာမှာကျမနေထိုင်ခဲ့တာလေအခုတော့ကျမကိုချရောက်ပေါ်ကိုရှက်တီဗီအလောက်တစ်ခုခုလောက်ချင်တယ်ကျမပတ်စံဆိုပြီးတော့ဒီရွာကိုလာခဲ့တာပါမဟုတ်ဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့အတွက်လဲစီစဉ်ထားတယ်တကယ်လို့တထေးကြီးကသာကျမကိုခွင့်ပြုပေးမယ်ဆိုရင်တော့ကျမဒီမှာဆိုင်ဖွင့်ချင်ပါတယ် ါကောင်းတာပေါ့တမီးလေးရဲ့နင်းကမိဘတွေမရှိရတော့မှအလုပ်တစ်ခုခုကိုယ်တိုင်လုပ်ချင်တယ်ကိုချောက်ပေါ်ကိုရတီချင်တယ်ဆိုတာတကယ်အရန်ကောင်းတယ်ငါနဲ့ဘာဖြစ်လို့များခွင့်ပြုချက်မပေးရမှာလဲဒါပေမဲ့လစဉ်လာတိုင်းရရှိတဲ့ငွေကနေအမျက်ငွေရဲ့တန်းပါဆန်းကိုတော့ငါတို့ကိုပေးရလိမ့်မယ်နင်းဒီမှာလုံးကြုံအေးချမ်းစွာနေရဖို့အတွက်ငါတို့တာဝန်ယူပါတယ်ဒီစကားကိုကြားခဲ့ရတဲ့အခါမှာရာဒီကအရန်ဝမ်းသာပျော်ရွှင်သွားခဲ့ပါတယ်ဒါပေမဲ့ကိစ္စတိုင်းကလွယ်ကိုတယ်လို့ထင်ရပေမဲ့ထင်သလောက်လည်းမလွယ်ကူပါဘူးရွာတကြီးရဲ့နာမရက်နေကြတဲ့သူတွေကတော့ ရာဒီကာကိုပြိုးပြီးကြီးနေခဲ့ကြပါတယ်ဒီရွာမှာတခြားမုံဆိုင်တွေအများအကြီးမရှိပါဘူးအဲဒါကြောင့်သူမဆိုင်ဖွင့်လိုက်တာနဲ့ဆိုင်ကအဆင်ပြေသွားခဲ့ပါတယ်ရွာမှာရှိတဲ့သူတွေအကုန်လုံးကလည်းသူမရဲ့ဆိုင်ကိုရောက်လာပြီးမုတ်ဝဲစားခဲ့ကြပါတယ်တမီးလေးရေဦးလေးကိုလည်းစမူစာနှစ်ခုထည့်ပေးအောင်လဖေးတစ်ခွက်ပါတစ်ခါတည်းထည့်ပေးလိုက်အောင်ဟုတ်ကဲ့ဟုတ်ကဲ့ရပါတယ်ဦးလေးရေရပါတယ်အခုချက်ချင်းပေးမယ်နော်ဒီမှာဦးလေးကြီးရေအကြော်ပူပူလေးနှစ်ခုနဲ့လဖေးပူပူလေးတစ်ခွက်ရပါပြီရှင်ဦးလေးရေကျမကိုယ်တိုင်ကြော်ထားတဲ့အကြော်တွေကိုစားကြည့်လိုက်ပါ အရသာမရှိဘူးစားမကောင်းဘူးဆိုလို့ရှင်တော့ပတ်စံပါပေးမနေနဲ့ကဲသမီးလေးရေနင်ကစကားပြောအရန်ကောင်းတာပဲနင်စကားပြောတဲ့ပုံစံလေးကိုတော့ငါတကယ်အရန်တဘောကြရတယ်ဒီလားနင်ဘုရားမှာပြောရွှေမှုတွေအများကြီးကိုရရှိပါစေကွာအမြဲတမ်းဒီပုံစံအတိုင်းပဲနေနော်ဒါနဲ့တခြားအကျော်တွေရောထည့်ပေးအောင်ငါရဲ့တငယ်ချင်းကိုလည်းဒီမှာအကျော်တွေထည့်ကျွေးလိုက်ပါဦးအားလုံးတို့ပတ်စံကိုတော့ငါပဲရှင်းပေးသွားမယ်ရာဒီကာကအဲ့ဒီတွေအကုန်လုံးကိုအကျော်နဲ့လက်ဖေးတွေထည့်ပေးနေခဲ့ပါတယ်လူတွေအကုန်လုံးကလည်းဒီမှာဆိုင်ကအကျော်တွေကိုအရန်တဘောကြနှစ်သက်နေခဲ့ကြပါတယ် အဖြစ်ဖြစ်နေတမရဲ့စီးပွားရေးအခြေအနေကတော်တော်လေးတိုးကျလာခဲ့ပါပြီ။အနေပတ်ဝန်းကျင်ကရွာသူရွာသားတွေကလည်းမုတ်ဆိုင်မရှိတဲ့အတွက်ဒီရွာကမုတ်ဆိုင်လေးမှာလာရောက်ဝယ်ယူစားတောက်ခဲ့ကြပါတယ်။တရက်မှာတော့တမအိမ်မှာအိပ်ပျော်နေခဲ့တဲ့အချိန်မှာပဲရွာတကြီးရဲ့တပည့်တွေကတမအိမ်ကိုရောက်ရှိလာခဲ့ပါတယ်။ကဲမင်းကလေးရေနင်းလိုက်ရကရန်ကိုကောင်းလို့နဲ့အတွက်ရွာသူရွာသားတွေကလည်းသဘောကျနှစ်သက်နေကြတယ်။နင်းကိုရောငါတို့မြည်ကြည့်လို့ရလား။နေပေါင်းနင်တို့အားလုံးညိုင်မို့ချောင်းငါအိမ်မှာဘာလာလောက်ကြတာလဲ။ နေတို့ဘလို့ကောင်းတွေလဲဆိုတာကိုငါကောင်းကောင်းသိရဲ့အခုချက်ချင်းထွက်သွားကြစမ်းကဲတငယ်ချင်းတို့ရေဒီကောင်မလေးကထင်ထားတာထက်အများကြီးပိုပြီးတော့လဲဝဲတာပဲဘလို့မဆိုနေငါတို့ကြောင်ကိုတိသွားတယ်ဆိုတော့လေကောင်းတာပဲလေရာဒီကာဆိုတဲ့မိန်ကလေးကတအားကိုတတ်တည်ရှိတယ်ဆိုပေမဲ့လေယောက်ျားလေး၃လောက်ရှိမှတော့သူမဘာတွေကိုလုံနိုင်မှာလဲသူမကတော့အကူကြီးတောင်းခံရုံကလည်းဘာလီလန်းမှမရှိခဲ့ပါဘူးဒါပေမဲ့ဒီကောင်လေးတွေအကုန်လုံးကတော့ရွာတကြီးရဲ့ကောင်လေးတွေဖြစ်ပါတယ်သူတို့အရှိမဘယ်သူမှပြန်ခံပြောရဲခြင်းမရှိကြပါဘူး ကဲကြပါအောင်ရှင်ကဲကြပါအောင်ကဲကြပါအောင်တယောက်ကဲကြပါအောင်ဘယ်သူမှမရှိကြတော့ဘူးလားဒီအချိန်မှာရုတ်တရက်ပဲတုတ်တချောင်းကိုင်းပြီးတော့ရော်နီရောက်လာခဲ့ပါတယ်ပြီးသွားတဲ့အခါမှာရွာတကြီးရဲ့လူတွေအကုန်လုံးကိုရှိုက်ပြီးနောက်မှာတော့သူရဲ့ညီမလေးကိုကဲတင်ပေးလိုက်ပါတယ်ရာဒီကာနဲ့တယောက်တည်းတစ်ခုမဟုတ်တစ်ခုကျင်းသေးပါအောင်လုံနိုင်မယ်ဆိုတာကိုငါသိတယ်ဒါပေမဲ့ main ကလေးတယောက်ကတော့လောကကြီးတစ်ခုလုံးမှာတယောက်တည်းဘယ်တော့မှရင်မဆိုင်နိုင်ဘူးတယောက်တည်း main ကလေးတယောက်ရက်တီဘိုးဆိုတာကလွယ်ကူတဲ့ကိစ္စမဟုတ်ဘူးလောကကြီးမှာရှိတဲ့သူတွေကတော်တော်လေးကိုစိုးရွားကြတယ် မင်းကလေးတယောက်တည်းစူးစမ်းနေရကိုတွေ့ရနဲ့ဒုက္ခပေးကျင်နေသူတွေကချက်ချင်းရောက်လာကြရောကယ်ရာဒီကာလာငါတို့တွားကြမယ်တွားကြတာပေါ့ကွာဒီအချိန်မှာရော်နီကတော့ချက်ချင်းပဲရာဒီကာရဲ့လက်ကိုဆွဲကင်ပြီးရွာတကြီးရဲ့အိမ်ကိုတွားလိုက်ပါတယ်ရော်နီကကိစ္စတွေအကုန်လုံးရွာတကြီးကိုပြောပြခဲ့ပါတယ်မင်းတို့လိုမျိုးမကောင်းတဲ့ကောင်တွေကြောင့်ငါတို့ရွာကပျက်စီးနေရတာတနာစရာကောင်းတဲ့မင်းကလေးကိုဘာဖြစ်လို့ဒုက္ခတွားပေးကြတာလဲဒါနဲ့သားလေးရင်မင်းကဘယ်သူများလဲဒါနဲ့ရွာတကြီးကျွန်တော်ကသူ့ရဲ့အကိုပါ အကိုအရှင်မဟုတ်ဘူးဆိုပေမဲ့တသက်လုံးကျွန်တော်ညီမလေးကကျွန်တော်နဲ့အတူတူနေခဲ့ရလေဒီလေးရောက်ဆောက်ပြီးကျွန်တော်လည်းသူနဲ့အတူတူဒီမှာပဲနေမယ်သူ့ကိုကာကွယ်ဆောက်ရှောက်ပေးဖို့အတွက်ပေါ့နောက်နေ့ရာသီကဆိုင်တော့ဖွင့်ခဲ့တဲ့အခါမှာရော်နီကလည်းသူနဲ့အတူတူရက်တီပေးခဲ့ပါတယ်သူညီမလေးရဲ့ဆိုင်မဝယ်သူတွေအရန်စစ်စိတ်တို့နေရာကိုတွေ့ခဲ့ရတဲ့အခါမှာရော်နီကလည်းအံ့အားတင်သွားခဲ့ပါတော့တယ်ရာသီကနင်းတီကိုရောက်လာတာရက်အနေငယ်ပဲရှိသေးတယ်ဒီရက်အနေငယ်အတွင်းနဲ့အလောက်တွေအများကြီးကိုတေချာလုပ်ခဲ့ရပဲအလောက်ဖြစ်ပြီးတော့အချိန်ခဏအတွင်းမှာအောင်မြင်သွားခဲ့ရတာလေညီမလေးရဲ့ တကယ်တော့အကိုအရင်တုန်းကမြို့မှာတောင်းဆောခဲ့တဲ့အချိန်တုန်းကညီမလေးအောင်းတချောင်းရဲ့အနောက်ကနေစသွားပြီးတော့ခိုးတင်ခဲ့ရမလားအရိကာဆီယာမကအမေရဲ့ကလေးတွေကိုတင် जा ပေးခဲ့တယ်ဘယ်အလုပ်ကိုမစိုးစိတ်ပါလက်ပါနဲ့လုပ်မယ်ဆိုလို့ရှင်တော့အောင်မြင်တယ်အဲ့ဒါကြောင့်ကျမကလည်းဒီနီလန်းကိုပဲအသုံးပြုလိုက်တာလေကျမစီမအားနည်းချက်တစ်ခုပဲရှိတယ်အဲ့ဒါကတော့မိန်ကလေးတယောက်ဖြစ်နေတယ်ဆိုတာပဲအားနည်းတဲ့မိန်ကလေးတယောက်ဖြစ်နေတဲ့အတွက်တခြားသူတွေကဒုက္ခပေးခြင်းကြတယ်နေအရိကနေထွက်ခွာသွားခဲ့ပြီးရဲ့နောက်မှာအရိခိုင်းကလည်းငါအကြောင်းကိုတိသွားကြတယ် ငါကိုယ်တိုင်နဲ့ထွက်ပြေးလို့ရအောင်လို့အကူအညီပေးခဲ့ရဲဆိုတာကိုလေအဲ့ဒါကြောင့်သူတို့တွေကငါ့ကိုတပ်ပစ်ဖို့အတွက်လည်းစ조사ခဲ့ကြတယ်။ဒါပေမဲ့ငါလည်းတတိတ်လေးအမြန်ဆုံးနည်းစီကိုထွက်ပြေးလာခဲ့လိုက်ကြ။အခုချိန်ကစပြီးငါညမလေးနာမှာပဲငါနေတော့မယ်။နေနဲ့အတူတူဒီဆိုင်ကိုငါလည်းတိုးတက်အောင်လို့လုပ်မယ်။ပတ်စံဆုပြီးသွားတဲ့အခါကျရင်တော့ငါညမလေးကိုအရင်ဆုံးလက်ထပ်ပေးမယ်။ဖြစ်နိုင်မယ်ဆိုလို့ရှင်တော့နင်လက်ထပ်ပေးသွားတဲ့အခါကျရင်ငါ့ကိုလည်းလက်ထပ်ပေးဖို့ဒီလိုနဲ့သူတို့ရဲ့စီးပွားရေးအခြေအနေကတိုးတက်ကောင်းမွန်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ဆိုင်တစ်ဆိုင်ကိုလည်းဖွင့်နိုင်သွားခဲ့ပါပြီ။ ရော်နီကသူညီမလေးကိုရွာမှာလက်ထပ်ပေးလိုက်ပါတယ်။ဒီနောက်ရာဒီကာကရွာတကြီးနဲ့စကားပြောပြီးနောက်မှာတော့ရွာတကြီးရဲ့သမီးလေးနဲ့ရော်နီနဲ့ကိုလက်ထပ်ပေးလိုက်ပါတယ်။ဒီနောက်အားလုံးကပျော်ရွှင်စွာနဲ့ရွာမှာနေထိုင်သွားခဲ့ကြပါတော့တယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့မိသားစုကြီးကြောင့်ဒုက္ခရောက်ခဲ့ရတဲ့ချွေးမလေးဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်။တခါတော့ကအရန်ကိုတာယာလှပါတဲ့ရွာကြီးတစ်ရွာရှိတယ်ဆိုပေမဲ့ဒီရွာမှာအင်ဂျီအနေငယ်သားရှိပါတယ်။အဲ့ဒီအင်ဂျီအနေငယ်တွေကမိသားစုတစုအကြောင်းကိုဒီကနေ့ပြောပြပေးသွားမှာပါ။ ဒီမိသားစုမှာသမီးလေးတယောက်နဲ့သူ့ရဲ့မိဘတွေနေထိုင်ကြပါတယ်။အမေဖြစ်သူကတရားမှာတော့မိဖို့ကန်လေးမှာထမင်းဟင်းချက်ပြုတ်နေပါတယ်။ရုပ်တရက်သူ့ရဲ့လက်ထဲကဇွန်ကပြုတ်ကျသွားပါတယ်။အမလီလန့်နာမှာလန့်နေဘုံပေါက်ကွဲသွားတယ်လို့ထင်နေရ။သူမကြောင်လန်းကြောင်နဲ့မိဖို့ကန်လေးကိုသွားကြည့်ခဲ့တဲ့အခါမှာအမေကတော့ထမင်းဟင်းချက်ပြုတ်နေပါတယ်။ဘာဖြစ်တာလဲအမေရဲ့အဆင်ပြေရဲ့လားအမေထိခိုက်မိသွားလို့လား။နေဘာဖြစ်လို့ဘာမှလည်းမဟုတ်ပဲနဲ့ဒီလောက်တောင်မှလန့်နေရတာလေ။ဇွန်လေးတစ်ချောင်းနဲ့ပြုတ်ကျသွားတာပါဟဲ့။အရိရဲ့အတန်ကိုပဲကြားလိုက်ရတာဖြစ်မှာပေါ့။ အမေရဲ့ကျမတို့အိမ်ကတည်တည်တန့်ကြီးဖြစ်နေရလေအဲ့လေတချောင်ပြောက်ကြတယ်ဆိုရင်တော့အတန်ကအရန်ကိုကျဲလွန်းနေသီလားဘာပဲပြောက်ကြပြောက်ကြသမီးအတော်လေးကိုလန့်သွားတာပဲအမေရဲ့ဒီအချိန်မှာပဲမိကျစ်ချစ်လိုက်တဲ့အတန်ကိုကြားလိုက်ရပါတယ်အိုဖျားသခင်ဒုက္ခပဲဒါပါဖြစ်တာလဲမီးလောင်နေရလားသူတို့ကကြောက်လန့်တကြနဲ့အမြန်ဆုံးအပြင်ကိုထွက်သွားခဲ့တဲ့အခါမှာတော့အပြင်မှာဖခင်ဖြစ်သူထိုင်နေခဲ့ပြီးသူကဆလိုက်တောက်ဖို့အတွက်မီးညှိလိုက်တာပဲဖြစ်ပါတယ်ဘာဖြစ်တာလဲဘာဖြစ်ကြတာလဲ အဖေကလည်းမီးချစ်ချစ်လိုက်တာလားဖြစ်ဖြစ်လေးချစ်ပါသမီးတို့လန့်အောင်မလန့်သွားတာပဲဘယ်မှာမီးလောင်နေတာလဲလို့နင်တို့သားမီးနှစ်ယောက်ကတကယ်အတော်လေးကိုလန့်ဖြန့်တက်ကြတာပဲငကြောက်တွေနင်တို့ကခြေတန်ကြားလို့ရှိရင်လည်းကြောက်တယ်ဇွန်ပြုတ်ကြရင်လည်းကြောက်တယ်အသက်တောင်မရှူရတော့ဘူးလားအသက်ရှူတန်ကြားရင်ရောကြောက်ကြအောင်ပါပဲလားအဖေကလည်းလေဒီလောက်တော့မှတိတ်ဆိတ်ခြောက်ကန့်နေတဲ့နေရာမှာအိမ်ကိုလာဆောက်ထားတယ်ဘာဖြစ်လို့မှဒီနေရာမှာအိမ်ကိုဆောက်ထားတာလဲကဲတော်ပြီတော်ပြီဘာမှပြောမနေရောနဲ့မိမရေမင်းရဲ့သမီးလေးကိုတေချာပြင်ဆင်ထားပေးလိုက်အောင် လမ်းပြကြလို့ရှင်တော့သူ့ကိုလာကြည့်ကြလိမ့်မယ်။မောင်သားကသူ့ဖေရဲ့ပါဇက်ကဒီအတန်ကိုကြားခဲ့ရတဲ့အခါမှာနည်းနည်းလေးအံ့အားတင်သွားခဲ့ပါရဲ့။အဖေရဲ့အဖေသဘောကြလို့နှစ်တက်လို့ရွေးချက်ပေးထားတဲ့သူကတော့တမီးလက်သဘောတူပါရဲ့။ဘယ်သူနဲ့မဆိုတမီးလက်ထနိုင်နေ။ဒါပေမဲ့တခုတော့ရှိရနော်။တခုကိုပဲတတိထားပေး။သူတို့မိသားစုဝင်တွေကအရန်ကိုကြီးနေရမယ်။မိသားစုကြီးဖြစ်ရမယ်။ဒီအိမ်မှာဆိုရင်တော့တမီးတို့မိသားစု၃ယောက်ပဲနေရတာဘလောက်တောင်မှပြင်းစရာကောင်းလိုက်တယ်လဲနော်။အိမ်မှာတိတ်ဆိတ်၆ကလုံးနေတဲ့အတွက်တမီးအရန်ကိုပြင်းတယ်။စိတ်ပူမနေပါနဲ့တမီးလေးရဲ့။ လက်ဖြတ်ကြရင်သမီးကိုလာကြည့်မယ်မိသားစုဝင်တွေကတကယ်ကိုမိသားစုအကြီးကြီးပဲမိသားစုဝင်တွေကအများကြီးပါပဲနေတွေးတော့မတွေးနိုင်တော့ဘူးမိသားစုကအဲ့လောက်ကိုကြီးရဒီအကြောင်းကိုကြားသိခဲ့ရတဲ့မမသားကတော့ဝမ်းသာပြောရွှင်နေခဲ့ပါတယ်။နောက်နေ့မှာတော့ဒီမောက်ကိုကြည့်ဖို့အတွက်သရောတာဘက်ကသူတွေရောက်ရှိလာခဲ့တဲ့အခါမှာမမသားအားလုံးအတွက်လက်ဖက်ရည်နဲ့မုတ်တွေကိုချပေးလိုက်ပါတယ်။ဒီလောက်ထိများတဲ့မိသားစုဝင်တွေကိုတွေ့လိုက်ရတဲ့အခါမှာဒီမောက်ဝမ်းသာပြောရွှင်နေခဲ့ပါတယ်။ဒီလိုနဲ့ရှေခါနဲ့မမသားတို့နှစ်ယောက်စလုံးကိုလက်ထပ်ပေးဖို့အတွက်မိဘတွေကသဘောတူခဲ့ကြပါတယ်။ သူတို့တွေအကုန်လုံးရောက်ရှိနေခဲ့တဲ့အချိန်မှာအင်ကာစီကတိုင်းမြိုင်နေခဲ့ပေမယ့်အားလုံးပြန်သွားခဲ့တဲ့အခါမှာတော့အင်ကာပြန်လဲတိတ်ဆိတ်သွားပါတယ်။ဖေနဲ့မေသူတို့အင်ကာနေထွက်သွားတာနဲ့ဘလောက်ကြာမှတိတ်ဆိတ်ခြောက်ကပ်သွားလဲတွေ့လား။သမီးဒီအိမ်မှာနေရတာကိုအသက်ရှူတန်ကိုကိုပြန်ကြားနေရတယ်။လနေငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာရှေခါနဲ့မောင်မသားတို့နှစ်ယောက်လည်းလက်ထပ်ခဲ့ကြပါတယ်။ရှေခါရှင်ကျမကို လာကြည့်တော့က25ယောက်อืมဟုတ်တယ်ဟုတ်တယ်တကယ်တော့ငါရဲ့ဦးလေးအကြီးနဲ့ဦးလေးအငယ်မိသားစုဝင်တွေအကုန်လုံးကအမေရိကမှာနေကြတာလေ သူတို့ငားရဲ့မင်္ဂလာဆောင်အမိလဲထွက်လာလို့မရကြလို့သူတို့ကတော့ရောက်မလာနိုင်ကြဘူးတကယ်လို့သူတို့တွေအကုန်လုံးသာရောက်ရှိလာခဲ့မယ်ဆိုလို့ရှင်တော့အ ਨੇ ဆုံးအမျိုးကြီးပဲအယောက်200လောက်ရှိတယ်ဒီအကြောင်းလေးကိုကြားသိခဲ့ရတဲ့အခါမှာမော်မတာအရန်ကိုဝမ်းသာပြောရွှင်သွားပါတယ်ချင်းမလေးရေနေမုတ်ကောင်းကောင်းလောက်ကြတယ်မဟုတ်လားပူရီကြော်တက်လားကြော်တက်ပါတယ်အမေရဲ့ကျမမုတ်တွေအားလုံးကိုကောင်းကောင်းလောက်တက်တယ်ကျမထမင်းဟင်းချရတာကိုအရန်လေးကြိုက်တယ်ပြီးတော့ကျမကောင်းကောင်းလောက်တက်ပါတယ် အေးဟုတ်ပြီတမီးလေးရေငါတို့မိသားစုဝင်တွေအကုန်လုံးကလည်းပူရီစားတာအရန်ကြိုက်ကြတယ်ဒါပေမဲ့ဘယ်သူမှမချက်တတ်ကြဘူးလေအိမ်မှာအလုံးကလည်းပူရီကိုကြိုက်ကြတာဆိုတော့လစဉ်လာတိုင်းအပြင်ကနေအမြဲတမ်းစားကြရတယ်လေအဲ့ဒါကြောင့်ငါတို့အလုံးစားဖို့အတွက်အမြန်ဆုံးသွားလုပ်ခဲလိုက်တော့သွားသွားဟုတ်ကဲ့ပါအမေရေဟုတ်ကဲ့ပါဒါဆိုရင်တော့ဘာမှမစိုးရင်တော့နဲ့ကျမအခုချက်ချင်းမုတ်တွေကိုလှုပ်လာခဲ့ပေးမယ်စောင့်ပဲစောင့်နေလိုက်တော့နော်အေးပါချွေးမလေးရေအေးပါအေးပါကျမ်းမအသက်ရှိပါစေအသက်ရှိကျမ်းမပါစေ နင်းကိုအခုလိုမျိုးအိမ်မှာချွေးမလေးနေနဲ့ရရှိခဲ့တဲ့အတွက်ငါတို့အရင်ကဝမ်းသာပြီးတော့ဂုဏ်ယူမိရင်ကြည့်ပါအောင်အမရေကျမတို့ရဲ့ရောင်မအသက်လေးကကျမတို့ရဲ့ရခမသူ့ကိုအရင်ချစ်တယ်လို့ထင်မှတ်နေရပုံပဲဒါပေမဲ့အခုချိန်ထိသူမသိသေးတာကတော့ကျမတို့ရဲ့လှဲကွက်တွေပဲသူတဖြည်းဖြည်းနဲ့ဝင်လာခဲ့ပြီဆိုတော့ပဲอืมဟုတ်တယ်မာယာကြီးနင်ပြောတဲ့စကားတွေကတော့တကယ်အရင်အောင်မှန်တယ်တိလားတရက်တရက်ထမင်းဟင်းချက်ပြုတ်ရင်ချက်ပြုတ်ရင် ဘယ်အချိန်မှာသူဘက်ထရီချောင်းသွားမလဲဆိုတာကိုလည်းငါသိကျင်သေးတယ်။အဲဒီခါကျရင်တော့သူအစီထွက်ပြီးသူ့ကိုအစီထွက်အောင်လို့ရခမောက်ကိုယ်တိုင်ကပညာပြလိုက်မယ်။ဒီလိုနဲ့မိသားစုတွေအကုန်လုံးစားဖို့အတွက်မောင်တားကလည်းမုတ်တွေကိုလှုပ်ပေးခဲ့ပါတယ်။သူမအားလုံးအတွက်မုတ်တွေကိုမျိုးစုံလုံးနေနဲ့အ ਨੇ ဆုံးပူဒီအချက်တစ်ထောင်လောက်ကတော့ဖြစ်သွားခဲ့ပါတယ်။ဒါနဲ့အမေကျမအားလုံးစားဖို့အတွက်မုတ်တွေကိုလှုပ်လို့ပြီးစီးသွားခဲ့ပါပြီ။အားလုံးပဲခဏလေးထိုင်နေကြတော့ကျမအားလုံးစားဖို့အတွက်အခုချက်ချင်းယူလာခဲ့ပေးလိုက်မယ်။ အားလုံးကလည်းစားတော့ဖို့အတွက်ထိုင်ဆောင်နေခဲ့ကြတဲ့အချိန်မှာလင်ညီမဖြစ်သူတွေကအခန်းထဲဝင်ရောက်လာခဲ့ကြပါတယ်။ကဲရောင်းမလေးငါတို့အားလုံးဒီအလုပ်တွေကိုဝိုင်းကုန်ကြီးလုပ်ပေးလို့မရဘူး။နင်ပထမဦးဆုံးမိဖို့ကန်ထဲဝင်ပြီးထမင်းဟင်းချက်ပြုတ်နေတာဆိုတော့ဒါရီအကုန်လုံးကိုနင်ကိုယ်တိုင်းပဲငါတို့ချပေးရလိမ့်မယ်။ပြီးတော့နင်ကိုယ်တိုင်းပဲငါတို့ကိုဧည့်ခံပြီးတော့ကျွေးရမှာ။ဒါကဒီအိမ်ကစီမင်းစည်းကမ်းတွေပဲ။ငါတို့တုံးကလည်းဒီပုံစံအတိုင်းပဲအလုပ်တွေအားလုံးကိုလုပ်ခဲ့ရတာလေ။ရပါတယ်ရောင်းမလေးကိစ္စမရှိပါဘူး။ကျမပထမဦးဆုံးကျရင်ဘဝမှာလူတွေအများကြီးနဲ့နေခွင့်ရနေရ။ အားလုံးရဲ့အလုပ်တွေကိုလုပ်ပေးရမယ်ဆိုရင်တော့ကျမတို့ပြောပါရယ်ကျမလုပ်ပေးခြင်း ਨੇ ဒီထက်ပိုပြီးတော့ပြောစရာကောင်းတဲ့ကိစ္စကဘာရှိအောင်ပါလဲရှင်ကျမကတော့ဝမ်းသာပါရယ်မမသားကမိသားစုဝင်တွေအကုန်လုံးကိုထမင်းကျွေးလိုက်ပါရယ်မိသားစုဝင်တွေအကုန်လုံးကလည်းမမသားချက်ထားတဲ့ထမင်းဟင်းတွေကိုအရင်သဘောကျနှစ်သက်ပြီးချီကျူးစကားပြောဆိုခဲ့ကြပါရယ်မမသားရဲ့နေရက်လက်တွေမှာမှအစွမ်းတွေရှိရတဲ့တွေ့ပါရယ်အဲဒါကြောင့်ဒီနေ့အစပြီးငါတို့အိမ်မှာပူရီကိုပဲစားကြတော့မယ်ဒီပူရီကိုပဲနေ့စဉ်နေ့တိုင်းလုပ်ပေးပါနော် အာလူပူရီကအရန်အောင်ကောင်းတဲ့အတွက်ငါတို့မိသားစုဝင်တွေအကုန်လုံးစားမယ်။အေးဟုတ်တယ်မိမရဲ့မင်းပြောတာမှန်တယ်။တကယ်ကိုအရသာရှိတဲ့ပူရီတွေပဲ။ငါတို့ရဲ့ချွေးမလေးကလက်မမှော့အစွမ်းတွေရှိနေတာပဲဖြစ်ရမယ်။တကယ်အရသာရှိတဲ့ထမင်းဟင်းတွေကိုတေးချာချက်ပြုတ်တတ်တယ်။မိသားစုဝင်တွေအကုန်လုံးကအစားကိုလည်းကောင်းကောင်းစားကြသလိုမျိုးချီကျူးစကားပြောသလိုလိုနဲ့ငါ့ကိုတော့လပင်ကြိုးခွင်းစွန့်နေကြပြီနဲ့တူပါရဲ့။တကယ်တော့အဖေနဲ့အမေ ကျမငငယ်လေးကလေးကမိသားစုဝင်တတိလေးနဲ့ကြီးပြင်းလာခဲ့ရတာကျမတို့ရွာမှာဆိုလို့ရှိရင်တော့အင်ချီအနေငယ်ပဲရှိတော့တိန်နဲ့တိန်ကလည်းအရန်ကိုဝေးလွန်းတယ်အမေတို့လည်းကျမရဲ့အိမ်ကိုလာကြည့်တဲ့အခါတုန်းကတွေးခဲ့ကြတယ်မဟုတ်လားဘလို့မဆိုအခုမိသားစုဝင်တွေအများကြီးနဲ့နေရတော့ကျမအရန်ကိုဝမ်းသာပျော်ရွှင်မိတယ်ဒီအချိန်မှာမိသားစုဝင်တွေအကုန်လုံးကခြွေမအတဲလေးကိုစတင်ချီကျူးစကားပြောဆိုနေခဲ့ကြပါတယ်အခုဆိုရင်တော့မိသားစုဝင်တွေအကုန်လုံးအတွက်ထမင်းဟင်တိုင်းကန်ချက်ပြုတ်ပေးမယ်ခြွေမလေးလိုမျိုးအလုတ်သမားတယောက်ကိုရရှိသွားခဲ့ပြီလေ ဒီတောင်းဆွေတွေကအလုံးကတော့မုံတော့ကိုနင်းနေညညာဒီမုတ်တွေကြီးပဲလှောက်ခိုင်းပြီးစားတောင်းနေခဲ့ကြပါတယ်။တခြားဘာအလုပ်ကမှသူမကိုမခိုင်းတော့ပဲနဲ့ဒီအလုပ်တစ်ခုတည်းကိုပဲလှောက်ခိုင်းနေခဲ့ရပါ။ချွေးမလေးဒီနေ့အင်ကိုဧည့်သည်တွေလာလေကြလိမ့်မယ်။သူတို့အလုံးကိုငါကနင်းကိုယ်တိုင်လှောက်ထားတဲ့မုတ်ကျွေးခြင်းလို့ပါ။လောက်ပါများစွာကြောင်းလို့သူမအလုပ်တွေကိုလှုပ်နေခဲ့ရတာပါ။ဒါကြောင့်အခုချိန်မှာသူမဘာကိုမှဆက်ပြီးတော့မလှုပ်နိုင်တော့ပါဘူး။ ပူတွေကိုလည်းမလုံနိုင်တော့သူလိုမျိုးသူမချုံတွေကိုလည်းမနေနိုင်တော့ပါဘူးဒါပေမဲ့သူမညင်းပယ်လို့မရပါဘူးအလုပ်တွေကိုသူမလုပ်ရမှာပါပဲကောင်းပြီအမေကျမကလူဘယ်နှယောက်စာအတွက်မုတ်တွေကိုလုပ်ပေးရမှာလဲအနည်းဆုံးလူ200 300 500စာလောက်လုပ်ရလိမ့်မယ်ဒီစကားကိုကြားခဲ့ရတဲ့အခါမှာမောင်မတော်အတော်လေးလန်သွားပါတယ်ဒုက္ခပါပဲမိသားစုကဘာကိစ္စနဲ့ဒီလောက်တောင်မှကြီးနေရတာလဲဒါကလူသားတွေရဲ့မိသားစုရောဟုတ်ရဲ့လားဒီနောက်မောင်မတော်ကလည်းမိဖို့ကန်နေဝင်သွားခဲ့ပြီးနောက်မှာတော့ဂျုံတွေကိုစတင်နေလိုက်ပါတယ် ကျမကိုယ်တိုင်မိသားစုကြီးတွေကိုအရန်ကိုသွားကျင်နေခဲ့တာပါဖရာသခင်ရဲ့ဒါပေမဲ့ဒီလောက်ထိကြီးတဲ့မိသားစုတွေကိုတော့ပို့လိုက်เสียလားကျမသေးပါသေးတော့မယ်ရှာရခန်ပြောတဲ့စကားကမှန်တော့လည်းမှန်ပါတယ်လေစိတ်ထဲကနေတခုခုကိုလိုချင်နေပြီဆိုလို့ရှင်တော့လောကကြီးမှာရှိတဲ့ဆွမ်းအားတွေအကုန်လုံးကအဲ့ဒီနေရာကိုရောက်ရှိသွားအောင်လို့ပို့ကိုပို့ပေးတတ်တယ်လောကကြီးတစ်ခုလုံးမှာရှိတဲ့အစီရင်တွေကအလောက်တောင်မှကြိုးစားပန်းစားနေငါ့ကိုဒီနေရာထိရောက်အောင်တွန်းပို့ပေးခဲ့ကြတာဒီလိုနဲ့ဒီမဂျုံတွေကိုနေ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 နဲ့ပြန်မလာတော့တဲ့အတွက်မေ့လဲကြသွားခဲ့ပါတယ် ခမရရဲ့မိန်းမကဟိုတယ်အကြီးကြီးမှာအလုပ်လုပ်တာလားမဟုတ်တာဆရာရဲ့ကျွန်တော်ကိုလည်းသိရတာနဲ့ကျွန်တော်ရဲ့မိန်းမကအပြစ်မှာထွက်ပြီးတော့အလုပ်မလုပ်ဘူးလေသူရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုစစ်ဆေးကြည့်ပြီးတော့ကျွန်တော်တို့လည်းမေးကြည့်တာပါစီအနှံ့တွေနဲ့မဆလာအနှံ့တွေအများကြီးကိုရှူရှိုက်ထားလို့နဲ့အတော့လေခန္ဓာကိုယ်ကအားမရှိတာဒီလိုအလူတွေကတရက်ကို9နာရီကျော်လောက်မိဖို့ခံနေမှာပေပေမမန်အလုပ်လုပ်ရတဲ့သူတွေဖြစ်တတ်တဲ့လက္ခဏာမျိုးပဲခမရတို့သူ့ကိုအချိန်မီဒီကိုခေါ်လာတာကောင်းတယ်သူနှလုံးရက်တော့မလို့ဇယဝင်ကတော့အနည်းဆုံး15ရက်လောက်စေယုံတက်ခိုင်းလိုက်ပါတယ် ငါတို့ကလေစားတော့ဖို့အတွက်ပဲတည်တယ်ချွေးမလေးအတွက်ကိုစဉ်းစားဖို့မစဉ်းစားပေးခဲ့တနာပါရဲသေးတော့မလို့နင်တို့အားလုံးသူ့ကိုမိဖို့ခံနေမှာအကူအညီမပေးကြဘူးလားအမေရလည်းကျမတို့အများကြီးဘာလို့ပေးလို့ရမှာလဲကျမတို့လောက်တာဆိုလို့မဆလာရီဘာတွေချိန်ပေးလို့ပဲရတယ်ဂျန်နဲ့အလုပ်တွေအကုန်လုံးကိုတော့သူ့ကိုယ်တိုင်ပဲလုပ်ရတာပဲအမေရတို့တစ်ချိန်အကုန်လုံးချီးကျူးနေတာဆိုတော့သူ့ခမရညင်းပယ်လို့လည်းမရခဲ့ဘူးအားလုံးကိုတယောက်တည်းလုပ်နေကြရတယ်ဆန်ငါးရပြည့်သွားခဲ့တဲ့အခါမှာတော့ဇေယောင်ကနေဆင်လာခဲ့ကြပါပြီရှေခါကလည်း သူ့ရဲ့မိမကိုအင်ကိုပြန်ခေါ်လာခဲ့ပါတယ်အလုံးသေးချနားထောင်ကြကျွန်တော်ရဲ့မိမရဲ့အခြေအနေကိုကျွန်တော်ကြည့်နေရအတော်လေးကြားနေပြီကျွန်တော်ပြောမယ်ဆိုလို့ရှင်လဲမိမဘက်ကနေဝင်ပြောတယ်ဆိုပြီးတော့အလုံးကပြောကြမှာဆိုလို့ကျွန်တော်မပြောတာသူ့ရဲ့အခြေအနေအခုဘလောက်တောင်မှဆိုးရွားသွားလဲဆိုတာကိုလည်းတွေ့ရမလားဆရာဝန်ကိုယ်တိုင်ကလည်းဒီအလုပ်တွေကိုထပ်မလုပ်ဖို့အတွက်တားမြစ်ထားတယ်သူမိဖို့ခံတဲ့ကိုနောက်ထပ်6လအထိလုံးဝဝင်မှာမဟုတ်ဘူးမိသားစုတွေအကုန်လုံးကသူရဲ့အမားတွေကိုပထမတွေကတည်ရှိနာလေသွားခဲ့ကြပါပြီ။ဒါကြောင့်ရခိုင်ဖြစ်သူကလည်းပြောလိုက်ပါတယ်။တကယ်တော့သားလေးရဲ့ငါလည်း နင်းရဲ့အမေကြောင့်ဘာမှမပြောနိုင်တာသမီးလေးရဲ့အခုနေဘာအလုံးမထပ်ပြီးတော့မခိုင်းတော့ဘူးနော်အင်းလို့ဘာမှမလုပ်တော့နဲ့အနည်းဆုံးနှစ်နှစ်လောက်အနားယူလိုက်အရင်နောက်တော့နင်းလှုပ်ချင်တယ်ဆိုလို့ရှင်တော့မုံနဲ့လှုပ်ပေးပေါ့ကျမမိသားစုဝင်တွေအကြီးကြီးကိုရခဲ့တဲ့အတွက်အားလုံးကိုဂရုစိုက်ပေးနေတည်သွားမယ်ဆိုရင်တော့ကျမဝမ်းသာပါတယ်သူကတော့ရှာရှည်တဲ့နေရာမှာငါရောက်ခမထထောင်ပိုတာသေးရဲ့ဒီလောက်ထိဖြစ်တာတော့မမှတ်သေးဘူးအရင်ကစပြီးမိသားစုဝင်တွေကတော့ဒီမကိုအလုံးသိမ့်မခိုင်းတော့ပါဘူးဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးကြပါဦးနော်